ရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်တဲ့ရင်းပြင်းဒီခြိတက်ပွဲကိုတက်ရောက်ဖို့တွားရောက်ခဲ့တဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့စနီးတော်ကျူကျူလာတို့ဟာသုံးရက်တာခရီးစဉ်အတွင်းရုရှားသမ္မတပူတင်နဲ့တရားတွေ့ဆုံခွင့်မရပဲဒီကနေ့မေလ10ရက်နေ့မှာမြန်မာနိုင်ငံကိုပြန်လာခဲ့ရပါတယ်စစ်ကောင်းဆောင်ရုရှားကနေမြန်မာနိုင်ငံကိုပြန်လည်ထွက်ခွာလာကြောင်းကိုတော့စစ်တပ်အဝေါ်သတင်းစာတွေကသတင်းထုတ်ပြန်ထားတာပါ စစ်ကောင်းဆောင်တဲ့ဇနီးဟာရုရှားခီးစင်အတွင်းမှာရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌရုရှားအမျိုးသမီးဖိုရမ်ဥက္ကဋ္ဌနဲ့ကာဇစ်စတန်နိုင်ငံသမ္မတတို့နဲ့တရားတွေ့ဆုံခဲ့ပါတယ်။ ဒါအပြင် စစ်ကောင်းဆောင်ဟာတရုတ်သမရရှိချင်းဖြင့်လည်းတရားတွေ့ဆုံမှုလုပ်ခဲ့ပြီးသမရရှိချင်းဖြင့်ကစစ်ကောင်းဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံကြောင်းပြောဆိုခဲ့ပါတယ်။ဒီတွေ့ဆုံမှုဟာဆရာနာသိမ့်ပြီးရဲ့နောက်ပိုင်းစစ်ကောင်းဆောင်နဲ့တရုတ်သမ္မတတို့ရဲ့ပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။အခုခီးစဉ်ဟာစစ်ကောင်းဆောင်ကိုဖန်ဝရန်ထုတ်ပြီးရဲ့နောက်ပိုင်းရုရှားနိုင်ငံကိုတွားရောက်တဲ့စစ်ကောင်းဆောင်ရဲ့ဒုတိယမြောက်ခီးစဉ်လည်းဖြစ်ပါတယ်။ဒီဒီချိန်မှာတော့သမ္မတပူတင်ကစစ်ကောင်းဆောင်ကိုတိကျတွေ့ဆုံမှုမလုပ်ခဲ့ဘူးလို့လည်းသိရပါပါတယ်ရှင်။